6389ခုနှစ်ကတနင်္ဂနွေသားသမီးတွေဘင်္ဂနှစ်ကြီးအဲ့တော့ဘင်္ဂနှစ်ဆိုတော့ညံ့နေဘာရင်းညံ့လဲဘလိုရရှောင်းမလဲအဲ့တော့6389ခုမှာတနင်္ဂနွေသားသမီးတွေအခက်အခဲတွေရှိရင်ယာယီလို့သတ်မှတ်တတ်ဖို့ရည်ကြည်တယ်အာဒီခက်ခဲငါ့အတွက်အပီးခတ်သွားတာမဟုတ်ဘူးယာယီခက်ခဲပဲနောက်တစ်ချက်ကကို့မှာရှိနေတဲ့အားနည်းချက်တွေပါလဲဒါကိုကျွန်တော်တို့အဖြေရှာဖို့ရည်ကြည်တယ်ကို့ကိုအကျိုးပေးခဲ့ အကျိုးလဲပေးခဲ့ဘူးတယ်လက်ရှိတဲ့အကျိုးပေးနေတယ်ဆိုတော့အလုပ်တွေနေရာဒေသတွေအတက်ပညာတွေကိုအားပြုဖို့အရေးကြီးတယ်နှစ်တစ်နှစ်ဖြစ်တယ်အဲ့တော့1989မှာတနင်္ဂနွေသားသမီးတွေကယာယီအညံ့တွေကိုအဓိကသတိထားဖို့ထပ်ပြောခြင်းနဲ့ဘလိုယာယီညံမျိုးတွေလဲကျမ်းမာရေးနဲ့ပတ်သက်တဲ့ယာယီညံအလုံးနဲ့ပတ်သက်တဲ့ယာယီညံကိုယ်ကိုယ်နဲ့ဥဆောင်ဥစည်းလောက်ရမဲ့ကိစ္စတွေမှာယာယီညံဒီအချက်တွေကျွန်တော်တို့အဓိကသတိထားရမယ်တဲ့နောက်တစ်ချက်ကကိုယ့်ရဲ့အားနည်းချက်တွေကိုအပြေရှားပြီးတော့ပြုတ်ပြင်ပြောင်းလဲဖို့လိုအပ်တယ် အဲ့တော့အိုးအိမ်နဲ့ပတ်သက်တဲ့အားနည်းချက်တွေနောက်တစ်ချက်ကအလောက်ကန်နဲ့ပတ်သက်တဲ့အားနည်းချက်တွေကိုကိုယ်တိုင်ဦးဆောင်ဦးစီးပြီးလုပ်တဲ့အရာတွေရဲ့အားနည်းချက်တွေဒီအားနည်းချက်တွေကိုကျွန်တော်တို့ကအဓိကထားပြီးပြုပြင်ဖို့လိုအပ်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။အလုံးနဲ့ပတ်သက်ရင်ငွေကြေးလိုအပ်တာတွေများနိုင်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေကိုချက်ချင်းလန်ငင်းကြီးကောင်းကျစ်စိတ်1380ကုန်မထားပါနဲ့။ငွေကြေးနဲ့ပတ်သက်ရင်လည်းပုံမှန်ကောင်းပြီးပုံမှန်ရနေတဲ့ဝင်ငွေလမ်းကြောင်းအားပြုပါ။တပွဲကောင်းတစ်ချီကောင်းတစ်ချက်ကောင်းနှီးတွေကိုရေရှည်အားမပြုပါနဲ့။ ငွေကြေးနဲ့ပတ်သက်လို့နာမည်ပြက်ရှိတဲ့လူတွေနဲ့လုံးဝအလုပ်တွဲမလုပ်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။အိမ်တော်ကြီးကိစ္စတွေမှာကိုကပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်တော်ဘက်ကပဲဖြစ်ဖြစ်အိမ်တိုင်းမှာဥဆောင်သူဖြစ်နေတဲ့ဆိုရင်အဲဥဆောင်နေတဲ့လူကိုစန့်ကျင်ဘက်လောက်တာမျိုးဥဆောင်မှုတွေနဲ့စူးစမ်းနေရတဲ့လူတယောက်ကအခက်အခဲတွေနားလည်မှုမပေးနိုင်တာမျိုးလုံးဝမလုပ်ပါနဲ့။အိမ်တော်ကြီးကိစ္စတွေမှာနိုင်လို့မင်းထက်ပြူချင်းကတော်တော်ကြီးကိုအခက်အခဲပြဿနာတွေဖြစ်စေနိုင်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ တနင်္ဂနွေသားသမီးတွေဒီ1389ခုမှာစိတ်ပင်ပန်းလာပြီဆိုပရိစိတ်တာပဲဖြစ်ဖြစ်တစ်ပင်ပန်းမှန်နေစိုက်တိုးတာပဲဖြစ်ဖြစ်ဒီနီးနှစ်နီးကကိုယ့်ရဲ့စိတ်ပင်ပန်းမှုတွေအတိကဖြေလျှော့ပေးမဲ့နီးတွေဖြစ်နေတယ်လူများရဲ့လေးစားမှုတွေဦးစားပေးမှုတွေချစ်ခင်မှုတွေကိုလိုချင်တယ်လူမျိုးရေးကိစ္စတွေမှာအောင်မြင်ခြင်းနဲ့ဆိုရင်စကားကိုပွင့်လင်းမြင်သာစွာပြောပါပြောတဲ့စကားကိုလည်းတတ်သိတက္ကရာရှိရှိနဲ့ဂတိတည်တည်ပြုမှုပြီးနေထိုင်ပေးပါ1989ကလူချင်းချင်းဆက်ဆံရေးတွေမပြေလည်မှုတွေဖြစ်လာတဲ့အခါမျိုးမှာ ဒီအစင်မပြည့်မှုကဘာကြောင့်လဲဆိုတော့အဖြေကိုသိချာချပါအစင်မပြည့်မှုရဲ့အဓိကတော့ချက်အဖြေကိုတွေ့တော့မှလူမှုရေးကိစ္စတွေကပြည်လဲမျက်စက်အောင်မြင်ပါလိမ့်မယ်ပညာရေးနဲ့ပတ်သက်တဲ့ပညာရေးမှာအကျိုးပေးတာမျိုးအတက်ပညာရေးတိုးတက်တာမျိုးပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေရတာမျိုး69ဒီနှစ်ထဲမှာတနင်္ဂနွေတောင်ပြီးရနိုင်တယ်ရလာရင်လဲအဲ့ဒီရလာတဲ့ကောင်းမွန်မှုတွေကအစင်မပြည့်မှုတွေကိုဖြည့်ရှင်းပြီးတော့မှကျွဲကူးလို့ရေပါရလာတဲ့ကောင်းခြင်းမျိုးတွေဖြစ်ဖို့များတယ် ဒီ1389မှာအသွားလာကိစ္စအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာငွေကုန်ကြေးကြောင့်များလိမ့်မယ်။တချိန်တစ်ခါတည်းနဲ့ပြီးမြောက်ဖို့အောင်မြင်ဖို့ခက်တတ်တယ်။စကားပြောဆိုကိစ္စတွေအောင်မြင်နေတဲ့ဆိုတနင်္ဂနွေသားပြည်1389မှာစိတ်ရှိရှိစကားပြောပါ။စကားအတူအပြက်မသုံးပါနဲ့။စကားပြောတွေအောင်မြင်လာပြီဆိုရင်အပေးယူညီနာချင်းဆွေးနွေးချင်းဒီကိစ္စတွေပါအကုန်တွဲပြီးတော့အောင်မြင်လာမယ်နှစ်တနည်းဖြစ်ပါတယ်အတိုက်ခံဒေါသအပြိုင်ဆိုင်တွေကကိုယ့်ရဲ့အနာဂတ်ရှေ့ရေးကောင်းကျိုးတွေကိုအဓိကထိခိုက်စေတယ် ဒီကတော့1389မှာတနင်္ဂနွေတောင်ပြီးအပြိုင်ဆိုင်ကိစ္စတွေကိုလုံးဝရှောက်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ဒေါသထွက်တိုင်းထွက်တိုင်းမှာကိုကောင်းကျင်တဲ့ကိစ္စတွေကပို့ပြီးတော့ကြန့်ကြာနိုင်တယ်ကြာနိုင်တယ်ဆိုတော့တဘာဝရှိတာကိုသတိထားဖို့လိုအပ်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဗျ။အဲဒီထောက်တော့89ကတနင်္လာသားသမီးတွေအနေရှင်းရှင်းအပြောရှင်းရှင်းအတွေးရှင်းရှင်းနဲ့နေထိုင်တဲ့နှစ်တစ်နှစ်ဖြစ်ကြတယ်။အော်ဒီနှစ်တည်းမှာတနင်္လာသားသမီးတွေကိုယ့်ရဲ့ဘဝကိုရှုပ်စေမဲ့အရာတွေနဲ့ခက်ခဲခက်ဝဲဝဲနေပေးပါ။အရေးမပါတာတွေအရေးမကြီးတာတွေကိုဘဝမှာနေရာမပေးပါနဲ့ ရှုပ်နေတဲ့အရာတွေကိုကိုယ့်ဘဝထဲရှင်းထုတ်တတ်ဖို့အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်တဲ့ဗျ။အလုံများတာဝန်များတဲ့တည်နှနာသားသမီးတွေကလိုတိုရှင်းနှီးကိုအားပြုဖို့လိုအပ်တယ်။1989ဒီနှစ်ထဲမှာတည်နှနာသားသမီးအတွေးရှင်းရှင်းအမြင်ရှင်းရှင်းနဲ့လောက်ကန်ဆောင်ရွက်မယ်ဆိုရင်လိုအပ်တာမှန်သမျှကရဖို့ရနိုင်တဲ့အခွင့်အရေးတွေပေါ်ကိုပေါ်လာမယ်နှစ်တစ်နှစ်ဖြစ်တဲ့ဗျ။တော်စီကွာလောကိစ္စတွေနဲ့ပတ်သက်ရင်တာဝန်ကြီးကြီးထံပေါ်ရတတ်တယ်။ကြီးရင်ကြီးသလောက်ခက်ရှင်းရှင်းခက်ပြက်ပြက်လုပ်တတ်ဖို့လိုအပ်တယ်ဗျ။ အိုးအိမ်ပြင်ဆင်ခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်တောင်မှုအထိန်သိမ်းတဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်ခေါင်းချုပ်ရဆိတ်ရှုပ်ရတာတွေညတ်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။ဝကြီးနဲ့ပတ်သက်ရင်တာမန်နှစ်တွေထပ်ပို့ပြီးဝင်ငွေတွေတိုးတာမျိုးရတာမျိုးကြုံရနေမယ်။ရလာတဲ့ငွေကြီးတွေကတတ်တော့တာရတာမျိုးတွေမဟုတ်နိုင်ဘူး။လူများနဲ့ပတ်သက်တဲ့သူတို့ရဲ့အစင်မပြေမှုတွေကိုအပြေထုတ်နီးလန်းရှာပြီးတော့ရလာတဲ့ငွေကြီးမျိုးအခုကခေါင်းရှုပ်ခံစိတ်ရှုပ်ခံပြီးတော့ရလာတဲ့ငွေကြေးမျိုးတွေဖြစ်ဖို့များတယ်။အဲ့တော့ဒီနှစ်ထဲမှာငွေကြေးနဲ့ပတ်သက်အသုံးစွဲစစ်စစ်ပါကြစ်လက်ပါ။ 1389မှာတနင်္လာသားသမီးတွေကစိတ်ရှုပ်စရာရှင်ဆုံးဖြတ်ချက်အမြန်မချပါနဲ့ရှုပ်နေတဲ့စိတ်နဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ပေါင်းလိုက်တဲ့အခါမှာလူရခီးနဲ့ကိုယ်နဲ့ခက်ဝဲဝဲဖြစ်သွားလိမ့်မယ်ဗျာလူမျိုးရေးကိစ္စတွေမှာစကားလည်းရှုပ်ငွေကြေးကိစ္စတွေကအရှုပ်ရှင်များတဲ့လူမျိုးတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဝန်းရံနေတတ်တယ်ဒီလိုလူတွေနဲ့အတင်းမငင်းနဲ့အမုန်းပွားလိမ့်မယ်ပညာသားပါပါနဲ့အပြော့အပြုံးနဲ့ရှောင်ထွက်တတ်ဖို့တနင်္လာသားသမီးတွေအရေးကြီးတယ်ဗျာမိသားစုရဲ့လိုအပ်ချက်တွေကိုအတီးကကိုကဖြည့်ဆည်းပေးနေရတဲ့တနင်္လာသားသမီးတွေ ဒီနေ့ထဲမှာဂတိလွယ်လွယ်မပေးပါနဲ့ဂတိလွယ်လွယ်ပေးပြီးတဲ့အခါမှာဘဝပိုပြီးပင်ပန်းလာမျိုးတွေကြုံရတတ်ပါတယ်ဒီထောင်တော့80ခွန်မှာတနင်္လာသားပြီးပညာရေးနဲ့ပတ်သက်အခွင့်အလမ်းတွေအထောက်အထားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကကြံ့ကြာပြီးမှအောင်မြင်ပါလိမ့်မယ်အတတ်ပညာနဲ့ပတ်သက်တာအတတ်မိုးကွမ်းကြောင့်နဲ့ပတ်သက်တာတင်ယူစီးပွားခွင့်နဲ့ပတ်သက်တဲ့အရာတွေကိုယ့်ဘဝရဲ့အခွင့်အရေးအနေနဲ့လာပြီဆိုရင်မပြင်းမကြီးတင်ယူပါဘာကြောင့်လဲတနင်္လာသားပြီးဒီထောင်တော့80ခွန်ထဲမှာ ပညာရက်တွေအာမနေပညာရက်တွေအားကောင်းမယ်ဆိုဘဝကပုံပြီးတက်တောင့်တက်တာရှိသွားလိမ့်မယ်။စကားပြောရင်ထောင်သုံးရှစ်ဆက်ကုန်မှာတနေ့တာတည်းဝိလက်ကြောင့်မပြောပါနဲ့။လိုရင်းရအောင်ပြောတဲ့အခါမှာအပေးယူညှိနှိုင်းခြင်းဆွေးနွေးခြင်းတွေကပုံပြီးမြန်ဆန်အောင်မြင်လာပါလိမ့်မယ်။ပိုင်းလိုက်ကိစ္စတွေမှာတနက်တာတမီတွေကြန့်ကြာနိုင်တယ်။ဆာရက်စာတန်းအထောက်ထားကိစ္စတွေမှာဒီ1389ခုနှစ်ကအရေးတကြီးလိုအပ်ချက်တွေညလာတဲ့။စိတ်နဲ့ကိုယ်နဲ့တသားတဲ့မကြက်လောက်အောင်နေထိုင်တဲ့အခါမျိုးတွေမှာမတော်တဆထိခိုက်မှုတွေတနက်တာတမီတွေကြုံရတဲ့။ ဒေါသကြောင့်ရံပြီးပွားတတ်တယ်အတ္တကြောင့်ကိုချစ်ခင်ရတဲ့လူတွေနဲ့ကိုနဲ့ကြမှာဝေးกว่าပြီးအထင်မြင်နေလွဲနိုင်တယ်ဒါကြောင့်ပေါင်းစပ်80ခုမှာဒေါသနဲ့အတ္တကိုလည်းအတ္တနိုင်ဆုံးထိမ့်ဖို့အရေးကြီးတဲ့နှစ်တည်းဖြစ်ပါတယ်ကြာတောင်းတော့နဲ့80ခုဒီနှစ်ကအင်္ဂါသမီးတွေတအလဲကောင်တက်တက်မှာရှိနေတဲ့နှစ်တည်းဟောဒီနှစ်ထဲမှာ1080ခုအင်္ဂါသမီးဒီနှစ်တစ်နှစ်တာကာလစီးပောင်အတွင်းမှာနေထိုင်ပြီးတော့ကိုယ့်ရဲ့ဘဝကိုအပြောင်းလဲကြီးပြောင်းလဲအောင်ကြိုးစားမယ်နှစ်တည်းဖြစ်တယ်ကြာအထောက်အကူ80ခုမှာအင်္ဂါသမီးတွေ ကိုယ့်ရဲ့ area ကိုယ့်ရဲ့နေမြေကိုယ့်ရဲ့စကြက်မှာရှင်သန်နေဖို့အရေးကြီးတယ်ဗျကိုနဲ့ထိုက်တန်တဲ့အရာတွေကကိုပြန်ရမယ်နှစ်တစ်နှစ်ဖြစ်တာကြောင့်အကောင်းဆုံးတွေထိုက်တန်ဖို့အတွက်အကောင်းဆုံးသောလောက်ရတွေနဲ့သက်တည်ပြဖို့လိုအပ်တယ်ဗျရင်းနှီးမြှုပ်နှံမှုတွေတူလောင်သိမ့်ဆိတ်မှုတွေရေရှည်အကျိုးကိုမျှော်ကိုးပြီးတော့လှုပ်ဆောင်တဲ့အပိုင်းတွေကတော်တော်လေးကောင်းလာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျလုံခြုံစိတ်ချရတဲ့အာမခံချက်ရှိတဲ့အရာတွေကိုပို့ပြီးအားပြုပြီးလုပ်ကိုင်တဲ့အခါမျိုးမှာပေါ်ရိုက်အဆင့်ပို့ပြီးမြင့်တက်မယ်နှစ်တစ်နှစ်ဖြစ်တယ်လုံငန်းစည်းမနဲ့ပတ်သက်ပြီးတော့ ဗဟိုကြတဲ့သဘာဝကြောင့်အရာရာကကိုယ့်ရဲ့ဆုံးဖြတ်ချက်အောက်ကနေသွာလာနေဖို့အရေးကြီးတယ်။အမြင့်ဆုံးလည်းမဟုတ်ဘူးအနည်းဆုံးလည်းမဟုတ်ဘူးအလဲကျကျစေအပေးယူနေရာထိုင်ခင်းအသွင်အပြင်အပြင်စင်ဒါတွေကိုအဓိကဂရုစိုက်ပါအလဲအလဲနည်းကိုအဓိကသုံးပါလုံငန်းစီမံတဲ့ပတ်သက်ရင်အားနည်းချက်တစ်ခုအနေနဲ့အင်္ဂါသားသမီးတွေဒီထောင်သုံးရှစ်ဆက်ကုန်ပါအားမပိုင်မပေးဘူးမရွေဘူးဆိုတဲ့သဘောလေးတွေကအားနည်းချက်တစ်ခုအနေနဲ့တွေ့ရတယ်ဗျငွေကြေးစုဆောင်မှုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ စူးစမ်းမှုအားတွေကောင်းလာလိမ့်မယ်။ရှိတဲ့ငွေတွေကိုအများပြောနဲ့ယင်းနှိမ့်နှံမှုတွေလောက်တဲ့ကာမှာတတိထားပါ။ယင်းနှိမ့်နှံမှုမမှားဖို့အရေးကြီးပါတယ်။ယင်းနှိမ့်နှံမှုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမိမိမသိဘူးမိမိမတတ်ဘူးမိမိနားမလည်နေရာတွေမှာယင်းနှိမ့်နှံမှုမလုပ်တင်ပါဘူး။စွန်စားပြီးတော့လုံးလို့စိတ်ကြီးတဲ့အင်္ဂါသားသမီးသားဆိုဒီနေ့တက်မှာစွန်စားမှုတွေလုပ်လို့ကောင်းတယ်။ကိုနားလည်တွေ့ချမ်းတဲ့အရာတွေပေါ်မှာစွန်စားတဲ့အရာကပို့ပြီးတော့တာပြီးကောင်းနေတယ်တဲ့။ကိုယ့်ရဲ့စိတ်ပျော်ခြင်းမပျော်ခြင်းဒါကကိုယ့်ရဲ့ဘဝ အနိုင်မြတ်တတ်ကြတယ်ထက်တူကြနေနေမယ်ဗျအဲ့တော့ကိုယ့်ရဲ့စိတ်ပျော်ရွှင်နေမှသာကိုယ့်ရဲ့ဘဝကပိုပြီးတိုးတက်မှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ပျော်ရွှင်မှုတကူကြီးပျော်ရွှင်မှုကိုလည်းအလေးထားဖို့အရေးကြီးတယ်ဗျစိတ်ပင်ပန်းစရာတွေရှိလာပြီဆိုရင်အင်္ဂါသားတွေထောင်သောင်းရှစ်ဆက်ကမှာကောင်းကောင်းကြီးထိန်းချုပ်နိုင်နေမယ်ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ပြင်ဆင်မှုစရိတ်တွေတိုးချက်ဝယ်ယူမှုနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်လေးတွေရှိလာနိုင်ပါမယ်လူမှုစဆိုင်ရေးကိစ္စတွေမှာကိုယ့်ရဲ့အတွင်းရေးတွေကိုထိန်းသိမ်းထားတဲ့အပေါ်ယံဆက်ဆံရေးရှိတဲ့သူတွေနဲ့အဆင်မပြေနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ် အတွင်းအနှစ်သာရရှိတဲ့လူမှုဆက်ဆံရေးတွေကဒါရေရှည်မိဘအကျိုးကိုအင်္ဂါသားမှုတွေစီကိုတည်လာလိမ့်မယ်ဗျ။ကိုဘွားအတွက်အရေးကြီးတဲ့အသိပညာအတတ်ပညာတွေတစုတဝေးတဲ့သင်ယူခွင့်ရနိုင်မယ်နှစ်တစ်နှစ်ဖြစ်တယ်။ကိုရဲ့အတတ်အသိပညာတွေကြောင့်ကိုရဲ့ဘဝနောက်တစ်ဆင့်ကိုလည်းတိုးတက်နိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။အင်္ဂါကြားသွားလာရေးကိစ္စသင်ယူရွှေပြောင်းရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ cyber ဆာတန်းတွေကအထောက်အထားခိုင်ခိုင်မာမာဖြစ်ဖို့အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်တယ်။တရားဝင်ဆောင်ရွက်ရတဲ့အပြောင်းလဲအပြောဆိုအပေးယူကိစ္စတွေတာပြီးတော့အောင်မြင်မဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျ။ ီနှစ်ကအင်္ဂါသားသမီးတွေခတိစကားတော်တော်လေးအသက်ဝင်တာကိုလည်းဂရုစိုက်တယ်။မကျေနပ်ချက်တွေဒေါသတွေရှိအင်္ဂါသားသမီးတွေမျိုးသိမ်းထားဖို့လိုရတယ်။ပေါက်ကွဲထွက်ခြင်းကြောင့်ကိုယ့်ရဲ့တိတ်ခါနဲ့ကိုယ့်ပေါ်မှာကောင်းလာနိုင်တဲ့ဖြစ်တည်လာနိုင်တဲ့ကောင်းကျိုးအကျိုးတရားတွေထိခိုက်နိုင်စွမ်းရှိပါတယ်။မကျေနပ်ချက်တွေကိုမျိုးသိမ်းထားပါဒေါသတွေကိုမျိုးသိမ်းထားပါ။ထောင်သောအနေနဲ့ရှစ်ဆက်နဲ့ခွန်ကဗုဒ္ဓသားသမီးယာဟုသားသမီးတွေအတွက်မရဏနှင့်မရဏဆိုတာတည်ရင်မြကြီးရှင်ရွှေတီ။ အဲ့တော့ဒီ1989မှာဗုဒ္ဓသမီးရာဟုသမီးတွေအပြတ်တွေအ ਨੇ ဆုံးနဲ့အကောင်းဆုံးတွေဘယ်လိုရမလဲဆိုရဲနေလန်အသိဖို့လိုရဲဗျ။အော်1989မှာဗုဒ္ဓသမီးရာဟုသမီးတွေတခုကိုရဖို့အတွက်တခုကိုစွန့်ရတတ်တဲ့တဘာဝရှိတယ်။အရာရာကိုဖတ်တွင်နေရင်ကိုယ့်အတွက်အကောင်းဆုံးဆိုတဲ့အရာတွေရဖို့အတွက်ခက်တယ်ဗျ။အကောင်းမျက်စိကိုကြည့်ကြည့်ထားပါ။မကောင်းဆိုတဲ့အရာတွေကိုလည်းမကောင်းကြောင်းလက်ခံထားပါ။အလုံးနဲ့ပတ်သက်ပြီးအဟောင်းကိုစွန့်ပြီးအသစ်တွေရှာကိန်းလောက်ကန်ရကိန်းတွေရှိပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီးဆောင်ရွက်မှုတွေမှာလူလူချင်းနားလည်မှု အပေးယူတွေအဓိကအသက်သွေးကြောကြတယ်သူ့ဘက်ကိုဘက်ချစ်ပြီးလုံလိုက်နေလေစီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းတွေမှာပို့ပြီးတိုးတက်လေလေပဲဖြစ်တယ်မိမိလက်အောက်ငယ်သားတွေရဲ့တာရေးနာရေးကို လုံးဝမျက်ကွယ်မပြုတ်ပါနဲ့ငွေချင်းနဲ့ပတ်သက်ရင်ငွေချေးအဝင်အထွက်တော်တော်များနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ငွေဝင်လန်းတွေပွင့်လာတဲ့လိုမျိုးထွက်လန်းအသက်တွေလည်းပွင့်လာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ် ငွေကြေးတုံးဆွဲမှုနဲ့ပတ်သက်ရင်လိုလိုသုံးတာလားမလိုလိုဘဲနဲ့သုံးတာလားဆိုတော့အမြင်နဲ့ငွေကြေးတုံးဆွဲမှုကိုတည်တည်ကြကြစစ်စစ်ဖို့လိုအပ်တယ်။ဗိုလ်လူသားမိရောက်သားသမီးတွေထဲမှာမှလွယ်လွယ်ရလို့ငါလွယ်လွယ်လေးသုံးတတ်တဲ့လူမျိုးရှိတယ်ဆိုရင်ဒီနှစ်ထဲမှာလွယ်လွယ်ရလို့လွယ်လွယ်မသုံးပါနဲ့ခရုဆိုင်ပေးပါ။စိတ်အင်အားငယ်တတ်တဲ့သူတွေစိတ်တကြလွယ်တတ်တဲ့ဗိုလ်လူသားမိရောက်သားသမီးတွေဒီ1980ခုမှာစစ်ခွန်အားကိုကိုကိုကောင်းအောင်အဓိကခရုဆိုင်ဖို့လိုအပ်တယ်ဗျ။ အနာဂတ်နဲ့ပတ်သက်ငါ့အတွက်အကောင်းဆုံးတွေဖြစ်လာမှာငါ့အတွက်အကောင်းဆုံးတွေရှိကိုရှိလာမှာဆိုတဲ့ယုံကြည်စိတ်အပြည့်အဝမွေးထားပါနောက်တစ်ချက်ကငါ့အတွက်ငါအပေါ်ရှိတယ်ဒါဆိုငါလုံလောက်ပြီဆိုတဲ့စိတ်လည်းတွင်းထားနိုင်ပုံတော်ကောင်းပါသေးတယ်စက်ပစ္စည်းကိုအားပြုပြီးလုပ်ငန်းစီးပွားလုပ်နေရတဲ့ဗဟုသုသားရာဟုသားသမီးတွေဒီနှစ်ထဲမှာစက်ပစ္စည်းကိုအသုံးပြုရတဲ့စက်ပစ္စည်းရဲ့ကြန့်ခိုင်မှုကိုအတိကစစ်စစ် ခရီးဆိုင်ကိုလိုအပ်ပါတယ်လူမှုဆက်ဆံရေးမှာတစ်ဖက်သားကအားနည်းနေချင်းကြာရှုံးချင်းမှာကိုယ့်ဘက်ကလုံးဝအမျက်မထုတ်လိုက်ပါနဲ့လူမှန်တယောက်ဖြစ်နေဖို့အရေးကြီးရတာလူမှုရေးနယ်ပယ်မှာကိုယ့်ရဲ့ဘဝကတဆင့်ကိုတိုးတက်မဲ့တကားပေါက်တွေပွင့်လာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဒါကြောင့်ကိုယ့်ကိုယ်ကိုလေးစားမှုရှိသလိုတစ်ဖက်သားကိုလည်းလေးစားမှုရှိတဲ့လူမှုဆက်ဆံရေး area ကိုတည်ဆောက်တတ်ဖို့လိုအပ်တဲ့နှစ်တစ်နှစ်ဖြစ်နေတာ1989မှာနှစ်ခွနှစ်လန်းသွားနေရတဲ့ကိစ္စတွေရှေ့တိုးနောက်ဆုံးလုံနေရတဲ့ကိစ္စတွေများတတ်တယ်နောက်တစ်ချက်က အားပြိုင်ပြီးတော့ဆောင်ရွက်ရတဲ့ပြိုင်ဆိုင်မှုတွေလည်းများတတ်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။ပညာရေးနဲ့ပတ်သက်ရင်ကိုယ့်ရဲ့ပညာရဲ့အရေးအသွေးကိုမနှိမ်ပါအောင်ပြုစိုက်ပါ။နဲနေတဲ့ပညာရဲ့အင်အားတွေရှိနေပြီဆိုရင်အဲ့ဒီပညာရဲ့တွေကိုဖြည့်ဆွမ်းဖို့အတွက်ကိုမပြင်းမကြီးစူးစမ်းပါလေ့လာပါသင်ယူပါ။နောက်တစ်ချက်ကဒီနှစ်ဒီကာလမှာဆရာကောင်းတွေရလာရင်အဲ့ဆရာကောင်းကိုလေးလေးဆက်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 ပါ။တပည့်ကောင်းကိုရလာပြီဆိုတော့တပည့်ကောင်းကိုဗိုလ်သူသားကြီးထောက်ထားပြီးတန်ဖိုးထားပြအောင်ထားပါ။အကြောင်းအကျိုးမရှိတဲ့ဆုံးဖြတ်ချက်တွေကို ဗုဒ္ဓသားမိတွေရာဟုသားမိတွေဒီထောင်ပေါင်း89ခုမှာရှောင်ပါစကားပြောရင်အထက်စီးမဆန်ပါနဲ့ဗျအမိန်ဘေးစေကိုင်းမှုတွေကဒီထောင်ပေါင်း89ခုမှာဗုဒ္ဓသားမိရာဟုသားမိတွေယာယီပဲအသုံးဝင်တဲ့နေဒီကူဖြစ်ပါတယ်စကားပြောတဲ့အခါမှာကိုဘက်ကမြန်မြန်နားထောင်ပြီးတော့အရေးပါတဲ့စကားကိုပြက်ပြက်သားသားအဖြေပေးတဲ့နေကညှိနှိုင်းချင်းဆွေးနွေးချင်းအပေးယူလို့ချင်းတွေမှာတိတိကျကျအောင်မြင်မဲ့အချက်တစ်ချက်ဖြစ်နေတယ်တော့ထောင်ပေါင်း89ခုမှာကိုယ့်ရဲ့ဒေါသကလေအားငယ်တဲ့သူတွေကိုပြက်စီးစေပြီးတော့အားကြီးတဲ့သူတွေနဲ့ကိုယ်နဲ့ရံပက်ဖြစ်နေတဲ့တဘာဝကြီးလွန်းနေပြက်ဒီဒေါသနေရာမှာလေ စိတ်ရှည်မှုတီးခတ်မှုအချိန်ပေးမှုတွေနဲ့အစားထိုးပါဒါဆိုရင်လူလေးစားခံရပြီးတော့တပယ်ကောင်းမိတ်ဆွေကောင်းတွေတိုးပွားလာမယ်နှစ်တနှစ်ဖြစ်တယ်နောက်တစ်ချက်က1980ခုမှာဗိုလ်သားမိရောက်သားမိတွေတပယ်ကောင်းမိတ်ဆွေကောင်းတိုးလာပြီးဆိုကိုယ့်ရဲ့ဘဝမှာလောက်ရကံရတာတွေကပိုပြီးလွယ်ကူချောမွေ့လာမယ်နှစ်တနှစ်ဖြစ်ပါတယ်ဗျ1980ခုကဇာတာပရိသမိတွေအဓိပတိနဲ့အဲ့တော့ဇာတာပရိသမိတွေ1980ခုမှာအဓိကနဲ့တာမညာကိုခွဲပြီးတော့ကိုယ့်ဘဝအတွက်အဓိကကြတဲ့အရာတွေပဲချိန်ရွယ်ပြီးတော့လုပ်ကြိုင်ဖို့အရေးကြီးတဲ့ချက်တစ်နည်းဖြစ်တယ်လား ဂျာတာရီသားသီးတွေထဲမှာအရေးပါတဲ့သူတယောက်နောက်တစ်ခုကဥဆောင်သူတယောက်ဖြစ်နေမယ်ဆိုရင်ဒီ1389ထဲမှာကိုယ့်ရဲ့လုံပိုင်ခွင့်နဲ့ဆုံးဖြတ်ပိုင်ခွင့်တွေအခန်းကဏ္ဍပို့ပြီးကြီးစိုးလာလိမ့်မယ်။အဲကိုယ့်ရဲ့လုံပိုင်ခွင့်တွေဆုံးဖြတ်ပိုင်ခွင့်တွေအလွဲသုံးစားလုံးဝလုံးဝမလုပ်တဲ့နှစ်တစ်နှစ်ဖြစ်နေပြန်။ဂျာတာပရိသတ်မိတွေကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တွေအတိအကျအောင်မြင်ပြီးမြောက်ဖို့အားတတော်ကောင်းတယ်။ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုတော့လုံးဝလမ်းမချောင်းအောင်ဂူးဆိုင်ပါ။ဒီလိုဂူးဆိုင်နေတဲ့ကာလာတဲမှာဘာအောင်ပဲလုပ်လို့ မြစ်တာတွေကကြီးမားတဲ့အခါမှာလူချင်းနှစ်ချက်ကြံတိုင်းအောင်စောင်းတိုင်းမြောက်တဲ့အနေအထားတွေပဲရလာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျ။လုပ်ငန်းနဲ့ပတ်သက်လာရင်အတွေ့အကြုံအရအသက်ပညာအရအားကောင်းတဲ့သူတွေကလုပ်ငန်းကြံစီမှုတွေမှာပိုပိုပြီးထင်ထားတဲ့အထက်ကိုအောင်မြင်မှုတွေရနိုင်တယ်။အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကသူတို့ဖြင့်လက်ထပ်ဖို့ကြံစီနေတဲ့လူတွေကဒီ1389တဲမှာကိုယ့်ရဲ့လုပ်ငန်းစီးပွားကိစ္စတွေအောင်မြင်ပြီးတဲ့အခါမှာလက်ထပ်ဖို့ကိစ္စတွေရေကန်အသင့်ကြတဲ့ဖြစ်လာနိုင်တယ်လေ။ခေါင်းဆောင်မှုတောင်းဝင်ခံမှု တာဝန်ယူမှုကိစ္စတွေတော်တော်လေးကိုများလာနိုင်တယ်။ကြံ့ကြံ့နေတဲ့လုပ်ငန်းစည်းဝါးကိစ္စတွေကအကြံစည်ကောင်းအစီအစဉ်ရေးဆွဲမှုကောင်းကျိုးတွေကြောင့်မျှော်လင့်ထားသလိုမျိုးမြင်မြန်ဆက်ဆက်အောင်မြင်နိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။ငွေကြေးနဲ့ပတ်သက်ရင်အမြင်သဘောတွေပြောင်းလဲလာနိုင်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့ငွေဝင်နီးလန်းကောင်းငွေဝင်နီးလန်းအသက်တွေကိုလည်းရှာဖွေတွေ့ရှိမဲ့နှစ်တစ်နှစ်ဖြစ်တယ်။ငွေကြေးအပြတ်သဘောတွေကိုမြင်မြန်ဆက်ဆက်ထိန်းချုပ်နိုင်မဲ့နှစ်တစ်နှစ်လည်းဖြစ်နေကြတယ်။နောက်တစ်ချက်ကငွေကိုပေးပြီးတော့ကိုယ့်ရဲ့ဘဝတိုးတက်ပြောင်းလဲမဲ့အလဲအလဲအလဲထက်ကိစ္စတွေလည်းရှိလာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။ ကိုဘွားအတွက်ကိုမဖြစ်မနေလိုအပ်တဲ့စက်ပစ္စည်းတွေကိုလည်းစုဆောင်းနိုင်မဲ့နှစ်တစ်နှစ်လည်းဖြစ်နေတယ်။ဆောင်ဆိုင်နေရတဲ့ကိစ္စ၊ကြံ့ကြံ့နေရတဲ့ကိစ္စတွေကိုအုပ်ချုပ်သူအကြီးကဲမိဘဦးလေးဦးကြီးတွေရဲ့အကူအညီနဲ့ပြန်လည်မြန်ဆန်လာနိုင်တဲ့နှစ်တစ်နှစ်လည်းဖြစ်တယ်ဗျ။စိတ်မြလက်မြလှုပ်တဲ့ဂျာတာပရိသတ်သမီးတွေဒီနေ့ထဲမှာစိတ်မြလက်မြလှုပ်တဲ့အချင်းကိုဖယ်ထုတ်ပလိုက်ပါ။ဒီနှစ်ကဂျာတာပရိသတ်သမီးတွေအစီအစဉ်နဲ့စနစ်တကျကောင်းကျိုးရနိုင်တဲ့နှစ်တစ်နှစ်ဖြစ်နေလို့ပါ။ နောက်တစ်ချက်ကလူမှုရေးနဲ့ပတ်သက်လာရင် အကြီးအကဲမိဘဆရာသမားတွေနဲ့အဆင်ပြေအောင်အဓိကနေဖို့လိုအပ်တဲ့နှစ်တနည်းဖြစ်တယ်။မိသားစုဆွေမျိုးတွေကြားထဲမှာကိုယ့်ရဲ့အရေးပါမှုဘလောက်ရှိလဲမရှိလဲဆိုတဲ့အမြင်ပေါ်မူတည်ပြီးတော့တချို့သောကိစ္စတွေကိုဝင်ရောက်ပြောဆိုပါတချို့သောကိစ္စတွေကိုရှောက်ထွက်ပါတပတ်လက်သားကောင်းရကျင်တဲ့ဂျာတာပရိသားမျိုး1989ခုနှစ်မှာပေးကမ်းခြင်းနဲ့တိစောက်တဲ့နှစ်တနည်းဖြစ်တယ်ဗျအပေးယူနဲ့ပတ်သက်တဲ့ကိစ္စတွေကိုစာချုပ်စာနဲ့အခိုင်အမာပြုလုပ်ပါဗျစကားနဲ့ပတ်သက်ရင်တည်တည်တံ့တံ့ပြောပါစနောက် လှောင်ပြောင်ခြင်းကိုအဓိကရှောင်ပါဒီနေရာမှာလှောင်ပြောင်ခြင်းကအဓိကအရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်နေတယ်ဗျနိုင်ငံရေးကြားခီးကိစ္စတွေအောင်မြင်တာမျိုးအပြောင်းလဲအလဲထက်ကိစ္စတွေအောင်မြင်တာမျိုး1380ကျော်မှာဂျာတာရီသားမီတွေတော်တော်လေးကိုအကျိုးပေးအားကောင်းပါတယ်ကိုကနေရာတစ်ခုမှာအရေးပါနေတယ်။အဲ့နေရာမှာကိုကပို့ပြီးတော့အရေးပါနေတယ်ဆိုရင်အတ္တမကြီးပါနဲ့တကူကောင်းမဆန်ပါဘူး။ ဒေါသထွက်စရာတွေကိုခက်ပြုံးပြုံးလေးတုံ့ပြန်တက်ဖို့အရေးကြီးတယ်။ကို့ကိုလာပြီးလွှမ်းမိုးဖို့ကြိုးစားတဲ့သူတွေကိုလည်းခက်ပြုံးပြုံးလေးနဲ့ငါကမင်းထင်သလောက်လွှမ်းမိုးဖို့မလွယ်ဘူး။ငါကမင်းထင်သလောက်မကျင်းမြောင်းဆိုတဲ့အမြင်နဲ့ပြန်ပြီးတုံ့ပြန်တက်ဖို့လိုအပ်ပါတယ်။အဲ့လိုတုံ့ပြန်တိုင်းမှာလည်းဂျာတာပရိသတ်သမီးတွေခက်ပြုံးပြုံးလေးတုံ့ပြန်တက်ဖို့အရေးကြီးတယ်။နှစ်တစ်နှစ်ဖြစ်ပါတယ်ဗျ။1989မှာတောက်ကြသားသမီးတွေရာစားနှစ်အော်ရာဇာနှစ်ဖြစ်ပြီးတောက်ကြသားသမီးတွေကိုယ့်ရဲ့အရေးပါတဲ့နေရာမှာရှင်သန်ပြီးတော့ကိုကျွမ်းကျင်တဲ့အရာတွေကိုပဲအပြုပြီးလောက်ကင်တက်ဖို့အရေးကြီးတဲ့နှစ်တစ်နှစ်ကိုပြောချင်တယ် ဟောင်ကောင်89မှာကြောက်ရင်လွဲရင်းရင်မင်းဖြစ်သဘောရှိတယ်ဒီစကားကမယူရဲ့ဆန်ပြီးတော့မြေကမ်းတစီမကြောက်လောက်ပါလို့ကျွန်တော်ပြောတာမဟုတ်ဗျအတွေးနဲ့နဲ့နဲ့လှုပ်ရှားရှိတာကိုညံ့ညံ့လှုပ်ဖို့ပြောချင်တာဗျဒီနှစ်ထက်မှာတောက်ကြသားသမီးတွေတည်တည်တတ်တတ်နေထိုင်ပါပြင်ဆင်ပါအချိန်ကိုလေးစားပါလှုပ်ရှားရှိတာမပြင်းဘဲနဲ့စူးစမ်းပြီးလှုပ်ကင်ပါဗျဒါဆိုရင်ဘဝကပို့ပြီးအောင်မြင်လာလိမ့်မယ်ဥဆောင်မှုပိုင်းနဲ့အရေးပါမှု အခန်းကဏ္ဍတွေမှာပို့ပြီးတော့တိုးတက်လာလိမ့်မယ်လုပ်ငန်းဆောင်ရာ နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတာဝန်အသက်တွေတိုးလာတာမျိုးလုံထုံးလုံးကြီးတွေအပြောင်းလဲတွေကိုလိုက်ပါပြီးဆောင်ရွက်ရတာမျိုးတွေဖြစ်လာနိုင်တယ်ဒီအပြောင်းလဲတွေနဲ့အသားကြပြီးတဲ့နောက်မှာယာတို့တိုးတာမျိုးအခွင့်အလမ်းအသက်တွေလမ်းပွင့်တာမျိုးတွေရနိုင်တယ်ဗျလုပ်ငန်းဆောင်တော်ဘိုင်းမှာကိုကိုတိုင်းဦးစီးလောက်ကင်နိုင်လေးလေးအကျိုးမြတ်ပိုကြီးလေးလေးတဘာဝရှိရတာလောက်ကင်ရတာတွေကြံ့ကြတာမျိုးခက်ခဲတာမျိုးတွေရှိလာပြီဆိုရင်နီလန်ပြောင်းပြီးတော့လောက်ကင်ဆောင်ရွက်ပါ ပုံသင်နည်းနဲ့ထထလဲလဲမကြိုးစားပါနဲ့ခေါင်းမမပါနဲ့ ွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစင်စရာအတိအကျနိုင်နေမလို့ရတယ်စင်စရာနိုင်နေငွေချင်းအရှုပ်ရှင်းကိစ္စတွေဖြည့်ရှင်းပြီးသားဖြစ်နေပဲဗျာငွေနဲ့ပတ်သက်ပြီးတော့လက်ရှိနဲ့အနာဂတ်အဲ့ကာလနှစ်ခုကိုနှိုင်းစာပြီးတော့တွက်ချက်လုတ်ကင်တက်လေလေငွေချင်းကိစ္စတွေမှာပိုကောင်းနေလေနှစ်တနည်းလည်းဖြစ်နေတယ်ဗျာတောက်ကြသားသမီးတွေကဒီ1389မှာငွေချင်းကိစ္စတွေအချိန်တော်တော်များများကအစဉ်ပြေချုံးမွေနေလိမ့်မယ်လို့ကျွန်တော်ယူဆထားတယ်ဗျာလက်ထဲမှာငွေစုငွေဝေးရှိလာပြီဆိုတော့တောက်ကြသားသမီးတွေခြေစောလက်စောလုံးဝသွားမလုပ်ပါနဲ့ ငွေလန်းခင်းပြီးတော့ဘဝအဆင်မြင့်တင်ရမယ်ကိစ္စတွေများတဲ့နှစ်တစ်နှစ်လည်းဖြစ်နေတယ်ဗျာစိတ်ဆုံးဖြတ်ချက်နဲ့ပတ်သက်ရင်1989မှာတောက်ကြသားမိတွေတော်တော်လေးအရေးပါလို့ ਨੇ အထူးသဖြင့်ကိုယ့်ရဲ့အထက်မှာရှိနေတဲ့သူတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစိတ်ဆုံးဖြတ်ချက်တွေကိုလုံးဝမမြင်ပါနဲ့အချင်းကုံမခံနိုင်တဲ့တောက်ကြသားမိတွေဒီ1989မှာစောက်ဆိုင်ရခြင်းဆိုတဲ့ကိစ္စတွေနဲ့ခက်ဝဲဝဲနေခြင်းနဲ့ဆိုရင်သူများထပ်ပို့ပြီးတော့ဝရိယကိုဥအောင်အားထုတ်ဖို့လိုအပ်ပါတယ် ဘာမှ89မှာလူမှုရေးကိစ္စတွေမှာလူကြီးလူကောင်းစံလေးလေးကို့အတွက်မိကောင်းစေကောင်းပို့တိုးနိုင်လေးလေးကို့ဘက်ကလူချင်းဝင်းနဲ့ညီတဲ့အခါမှာလူမှုရေးအရာမိကောင်းစေကောင်းတွေတိုးပြီးတော့စီးပွားရေးငွေကြေးဘဝအဆင့်မြင့်တက်ရေးတွေမှာလည်းပို့ပြီးကောင်းလာမယ့်နှစ်တစ်နှစ်ဖြစ်တယ်တဲ့ကတိမတည်တဲ့သူတွေစကားရှုပ်တဲ့သူတွေကို့တစ်ဖက်တဲ့အကျိုးကိုကြည့်ပြီးလှုပ်ရှားလောက်ကင်တက်တဲ့သူတွေလည်းတော်တော်များများနဲ့ကြုံတွေ့ရနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဒီလူတွေနဲ့တောက်ကြသားမျိုးတွေကြုံလာပြီဆိုရင်ရှောင်ထွက်တတ်ဖို့လည်းအရေးကြီးတယ်တဲ့ ကိုတက်တဲ့ပညာကိုရဲ့အတွေ့အကြုံတွေကိုတံပိုးထားတဲ့သူတွေနဲ့မိတ်ဆွေဖွဲ့ပါလောက်ကန်ဆောင်ရွက်ပါတက်သည့်ပညာမနေတာဆိုပြီးနဲ့ကိုရဲ့ပညာကိုတံပိုးမထားတဲ့သူတွေနဲ့တွေ့တဲ့အခါမှာအဲ့ဒီကိစ္စတွေကိုဝင်မပါပါနဲ့နိုင်ငံခြားသွားလာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတက်ဆိုင်ရာအဖွဲ့အစည်းတွေထံကိုအတိအကျရှင်းလင်းတင်ပြတတ်ဖို့အရေးကြီးပါတယ်ဒီနေ့ထက်မှာစကားပြောတဲ့အခါမှာအရေးကြီးရင်ကြီးတယ်လို့စကားကိုတည်တည်ငြိမ်ငြိမ်ပြောဆိုတတ်ဖို့လိုအပ်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဗျာ1989ကစနေသားသမီးတွေ အထွန်းသဘောဆောင်တဲ့နှစ်အထွန်းသဘောဆောင်တဲ့နှစ်မှာ1389စနေသားသမီးတွေဘာပဲလုပ်လို့အကောင်းဆုံးလုပ်ပါဘာဘယ်သုံးသုံးအကောင်းဆုံးတွေကိုပဲသုံးပါအကောင်းဆုံးတွေဖြစ်ကိုဖြစ်လာမယ်ဆိုတဲ့အတွင်းနဲ့ဒီတစ်နှစ်တာကာလကိုရှင်းတယ်ပါအော်1389မှာစနေသားသမီးတွေဘဝကိုရှုပ်ရှုပ်ထွေးထွေးမနေသင့်ဘူးဗျအတွေးရှုပ်ရှုပ်စိတ်ရှုပ်ရှုပ်လူရှုပ်ရှုပ်ဒီလိုအနေထားတွေကိုယ့်ပေါ်ဝန်းကျင်မှာရှိလာပြီဆိုဂယုစိုက်တဲ့နယ်ဗျနောက်တစ်ချက်ကလုံရင်းကိုမရောက်ပဲကြံ့ကြာနေတဲ့အရာတွေကိုပြန်လဲသုံးသပ်ပါအဲ့ဒီကိစ္စတွေကိုအပြောင်းလဲလုပ်ကြည့်ပါ အဲ့အပြောင်းလဲလုံးလုံးမှမထူးဆိုရင်ရက်တဲ့ရင်ရက်လိုက်ပါ။ဘာကြောင့်လဲဆိုတော့အထွန်းသဘောအရာဖြစ်ထွန်းခြင်းကိုကိုစားပြုတဲ့နှစ်မှာကိုယ့်အတွက်ထူးမလာတဲ့ကိစ္စတွေဆိုရက်တဲ့ရင်ရက်ဖို့လိုအပ်တဲ့နှစ်တစ်နှစ်ဖြစ်နေတယ်။လုပ်ငန်းပိုင်းဆိုင်ရာမှာအတွင်းရေးအရှုပ်ထွေးတွေဈေးအတက်ကြတွေယာတိဥရုအပြောင်းလဲတွေဒီအချက်တွေကိုကိုယ့်ဘက်ကပြင်ဆင်ပြောင်းလဲပြီးတော့ကာကွယ်ထိန်းချုပ်နိုင်မယ်ဆိုရင်အထွန်းသဘောအားပိုကောင်းတဲ့အခါမျိုးမှာစီးပွားလုပ်ငန်းတွေပိုပြီးတော့တိုးတက်လာမယ့်နှစ်တစ်နှစ်ဖြစ်နေပြန်။အလုံးနဲ့ပတ်သက်ရင်ရှင်းရှင်းလင်းလင်းမတိရမမြင်ရတာတွေဆိုလက်ဆောင်ပါ။ နောက်တစ်ချက်ကကိုမတိတာမတက်တာတွေကိုစွန့်စားပြီးမလုပ်ဖို့အရေးကြီးတဲ့နှစ်တစ်နေလည်းဖြစ်တယ်။အလုံးနဲ့ပတ်သက်လာရင်လိလသုံးသက်ချင်းဒီအချက်ကအရင်အရေးကြီးတယ်။ကိုယ့်ရဲ့ဘဝရဲ့ဖြစ်ထွန်းခြင်းအောင်မြင်ခြင်းတွေကလိလသုံးသက်ချင်းတွေကလည်းအကျိုးမြတ်ကိုရမယ်နှစ်တစ်နေဖြစ်နေတယ်ဗျ။ဝကြီးနဲ့ပတ်သက်တဲ့အပေးယူတိုင်းမှာတက်တည်တက္ကရာခိုင်ခိုင်မာမာလှုပ်ဆောင်ထားပါဝကြီးနဲ့ပတ်သက်ရင်အဝင်တွေများမဲ့နှစ်တစ်နှစ်ဖြစ်တယ်အလုံးရှုပ်ခံခေါင်းရှုပ်ခံပြီးရလာမဲ့ငွေကြီးတွေလည်းဖြစ်ဖို့များနေတယ် နောက်တစ်ချက်ကအဲ့ဒီရလာတဲ့ငွေကြေးတွေကလည်းအကျိုးမြတ်ခိုင်မာမယ်တည်ကြမယ်တည်မြဲမယ်လုပ်ငန်းသဘောအရငွေကြေးရင်းနှီးမြှုပ်နှံမှုအသက်တွေလည်းပေါ်ထွက်လာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျစောင့်ဆိုင်နေရတဲ့အရာတွေသို့သဖြင့်စနေသားသပိတွေမှာစောင့်ဆိုင်ရမှုတွေကြာနေတဲ့ကိစ္စတွေရှိနေတယ်ဆိုအဲ့စောင့်ဆိုင်ရတဲ့ကိစ္စတွေကအမြန်ဆန်ပြေလည်နာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်အချိန်ပေးလောက်ကင်ထားတဲ့ကိစ္စတွေမှာအထူးအကျိုးမြတ်ခိုင်မာလိမ့်မယ်စိတ်ရှုပ်စရာကိစ္စတွေကိုအကောင်းဆုံးကင်တွယ်ထုံးရှုံနိုင်ပြီးတော့ အဲဆိတ်ရှုပ်စရာကိစ္စတွေကနေပဲပြန်ပြီးအကျိုးမြတ်ကိုပါရအောင်ညှိယူနိုင်မယ်နှစ်တနေ့ဖြစ်နေရတဲ့စနေသားသမီးတွေလူမှုရေးနဲ့ပတ်သက်ရင်ကိုယ့်ရဲ့ကောင်းကျိုးကိုတည်ပိုးပေးမဲ့မိတ်ဆွေကောင်းတွေရရှိမယ်ကို့အကြံကောင်းတွေပေးနိုင်တဲ့မိတ်ဆွေကို့ပညာကောင်းတွေပေးနိုင်မဲ့ဆရာသမားတွေရနိုင်တဲ့နှစ်တနေ့ဖြစ်တယ်လူမှုရေးအရာစနေသားသမီးတွေကို့ပေါ်မှာကျေးဇူးတရားရှိပြီဆိုရင်အဲ့ကျေးဇူးကိုနှုတ်နဲ့ပဲမတုတ်ပြန်ပါနဲ့အတိမတ်ပြုတ်ပြုတ်တုတ်ပြန်တတ်ဖို့အရေးကြီးတဲ့နှစ်တနေ့ဖြစ်တယ် ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေတော်တော်လေးကောင်းနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။ပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေရတာမျိုးကိုစူးစမ်းခဲ့တဲ့အရာတွေရဲ့အသီးအပွင့်ကိုကိုပြန်ခန်းစားရမျိုးတွေရနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်လို့။နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအကျိုးပေးလိမ့်မယ်။အဆက်အသွယ်ကောင်းနေချဲ့ထွင်နိုင်မယ့်နှစ်တစ်နှစ်ဖြစ်တယ်။စနေသားမီးတွေမှာစကားအပြောဆိုတော်တော်လေးကောင်းတဲ့စနေသားမီးသာဆိုရင်ကိုယ့်ရဲ့အပြောစွမ်းရည်ကြောင့်ခဏေတာတွေကလွယ်လာမယ့်နှစ်တစ်နှစ်ဖြစ်တယ်ကြ။စိတ်တို့ကြရရှင် စိတ်တို့လာနဲ့ စိတ်တော်တိုင်းအပြေမရဘူးဆိုတဲ့အတွေးကိုတွေးထားတတ်ဖို့လိုအပ်တယ်။ဒီနှစ်ကစနေသားမီးတွေစိတ်ရှုပ်နေတဲ့အချိန်ခေါင်းရှုပ်နေတဲ့အချိန်မှာကံကအညံ့ဘက်ကိုပါပါသွားတယ်။အားကြောင့်ခေါင်းကြီးကြီးစိတ်ကြီးကြီးနဲ့အရာအလုံးကိုအကျိုးမြတ်ကိုမြင်မြင်လှုပ်တတ်ဖို့အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်တဲ့။